بسم الله الرحمن الرحيم الحمد لله رب العالمين والصلاة والسلام على رسول الله الأمين وعلى آله وصحبه أجمعين اللهم صل على محمد وعلى آل محمد محمد كما صليت على إبراهيم وعلى آل إبراهيم إنك حميد مجيد اللهم بارك على محمد وعلى آل محمد كما باركت على إبراهيم وعلى آل إبراهيم إنك حميد مجيد ربنا آتنا في الدنيا حسنة وفي الآخرة حسنة وقنا عذاب النار اللهم آمين يا رب العالمين أتولي ذا تشكين يوري أبرومي باميا يقو مرمامي كميا السلام عليكم ورحمة الله وبركاته الحمد لله الحمد لله رب العالمين ူစွာကျွန်တော်တို့ကြည်ကျင်မြင့်မြတ်တော်မူသောအလ္လာဟ်ဟူရှင်မြတ်အယယာအလုံးတို့ကိုဖန်ဆီးမွေးမြူကျွေးမွေးဆောင်လျှောက်စီမံခန့်ခွဲထိန်းချုပ်ကုကဲစိုးပိုင်တော်မူသောတေစီရှင်စီတော်မူသောတပါးတိတော်အလ္လာဟ်ဟူရှင်မြတ်အလ်ဣဘာဒတ်ုခါဝကုကမှုခံတော်မူသောအလ္လာဟ်ဟူရှင်မြတ်အာချင်းမွန်တော်ဗနာကျေးဇူးပြုခြင်းကိုယုဆိုပါရဲအလ်ဟမ်ဒူလ illah ရော်ဘီလ်အာလမီး ဤရှင်မေမာဂိနာတော်ဤရှင်မေဤကျေးဇူးတော်ရွေးချယ်တော်မူခြင်းကြောင့်ဒီနေ့ကျွန်တော်တို့တဖန်ပြန်လဲပြီးဆုံးတွေ့ခွင့်ရကြပြန်ပြီးအလ်ဟမ်ဒူလ illah ဒီနေ့ကျွန်တော်တို့အတူတူကဆက်လက်ပြီးတော့ကျွန်တော်တို့ဟာဒီသောနဲ့ပတ်သက်တော့တို့မူဟာဒီသောကိုစုဆောင်းလာတဲ့ကျမ်းတစ်ကျမ်းကိုကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာတော့မှာဖြစ်ပါတယ်ဒီဟာဒီသ်ကျမ်းရဲ့နာမည်ကတော့ أربعون سؤالا أجاب عنها النبي صلى الله عليه وسلم تمنى صلى الله عليه وسلم في جار مكيرا ميكون لي ذي الأمياري حديث جانب باري دي حديث جانب بلو جنرو ديني سلا بلو ليلة مي حديث وقارو نمبر حديث نمبر نعم يعبنون جنرو حديث أمزين نمبر نعم ဒီဟာရီတော်အမတ်စဉ်နံပါတ်9ရဲ့ခေါင်းစဉ်ကတော်မူဒီဟာရီတော်ရဲ့အကြောင်းအရာကဘာနဲ့ပတ်သက်ပြီးတော့တမန်နမဆလလာဟူအလัยဟီဝါဆလမ်ကမင်ကြားလို့မှထားတယ်လေဆိုလို့ရှိရင်အမုံမြင့်ဆုံးကောင်းမှုကုတူအမုံမြင့်ဆုံးလောက်ရဲ့နဲ့ပတ်သက်ပြီးတမန်နမကမင်ကြားတော်မူထားတဲ့ဟာဒီတော်ဖြစ်ပါတယ်အဲတော့ကျွန်တော်တို့ဒီဟာဒီတော်ကိုအတူတူကအယူလေ့လာတော့မှဖြစ်ပါတယ်ဘိအစ္စနီလာဟီတာလာ အမှန်တော့မြတ်ဆလလာဟူအလัยဟီဝဆလမ်ဖီကြာဖီကြာတော်မူခဲ့တော့မေခွန်40အနက်မှာဟာဒီသ်နံပါတ်5မြောက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာဒီသ်မြတ်ကိုစတင်ပြီးတော့ကျွန်တော်တို့မကြက်မတ်မီမလိမလာမီအလင်းဘာကြောင့်ကျွန်တော်တို့ကဟာဒီသ်ကိုလေ့လာရကြတယ်လဲဟာဒီသ်ကိုလေ့လာခြင်းအရေးကြီးပုံကဘယ်လိုရှိသလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်တို့သိရှိဖို့ လိုအပ်ပါတယ်အဲ့တော့ဟာဒီတော်ကိုလေ့လာခြင်းရဲ့အရေးကြီးပုံဟာဒီတော်ကိုလေ့လာခြင်းအကြောင်းရင်းကိုကျွန်တော်တို့သိနိုင်ဖို့ရအတွက်ကျွန်တော်တို့ကုရ်အန်ကျမ်းတော်မြတ်မှာဆူရာတုနဂျမီကာဏ53မြောက်ပေါ့နော်အမိန့်တော်34ကိုကျွန်တော်တို့ကြည့်ကြရအောင်အမိန်တော်၃မှာတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝဆလမ်နဲ့ပတ်သက်ပြီးအလ္လာဟ်ရှမေကအီကေရူထောက်ခံမိကြတော်မူထားတယ် ဥစွာအလ္လာဟ်ရှ်မေကဤကဲ့သို့ညင်းဆိုတော်မူတယ်ဘလို့ညင်းဆိုတယ်လဲဆိုလို့ရှင်အာဥဇူဘီလာဟီမီနရှိုင်တာနီရာဂျီဝမန်ယန်တီကူအန်နီလ်ဟဝါဝမန်ယန်တီကူထုတ်ပင်ပေါ့နော်စင်စစ်ဝမန်ယန်တီကူအန်နီလ်ဟဝါတူဒီတဲ့ဘယ်တော့မှအလ်ဟဝါဆိုတာကစိတ်လိုဆန္ဒစိတ်စိတ်လိုက်မှာပါစိတ်ထင်ရပါပေါ့နော် ဘယ်တော့မှအမှန်အယံသိကိုစကားပြောခြင်းမရှိဘူးတူဒီဆိုတာကဒီနေရာမှာတမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝဆလမ်ကိုညွှန်းခြင်းဖြစ်တယ်အဲ့တော့ဒီအမိန်တော်သုံးပါအတိလင်အောင်ဆုံးရှင်ကတမန်တော်မုဆလလာဟူအလัยဟီဝဆလမ်နဲ့ပတ်သက်ပြီးဤကဲ့သို့ညင်းဆိုတော်မူထားတယ်ဘာကိုညင်းဆိုတယ်လဲဆိုလို့ရှိရင်တမန်တော်မုဟမ္မဒ် ဆလလာဟူအလัยဟီဝဆလမဒီဝမယံတီကူမီဒီအခါမှာပြောဆိုခြင်းပြောဆိုခြင်းမရှိဘူးအနီလာဝါစိတ်အလိုဆန္ဒဖြင့်စိတ်ထင်တိုင်းပြောဆိုခြင်းမရှိဘူးဆုဘဟာနလ္လာဟ်တမန်နမေဆလလာဟူအလัยဟီဝဆလမမိန့်ကြားတော်မူခဲ့တော်မိန့်တော်တိုင်း သူရဲ့စိတ်အလိုဆန္ဒဖြင့်သူရဲ့စိတ်ထင်ရာစကားတခုမှပြောခဲ့ခြင်းမရှိကြောင်းအัลလာဟ်ဟူရှိမေကိုရော်ရန်ဤကဲ့သို့မိန့်ကြားတော်မူထားတယ်။ဤကဲ့သို့အัลလာဟ်ဟူရှိမေကတမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်ဒီဘယ်တော့မှမိတိအခါမှသူဤစိတ်အလိုဆန္ဒဖြင့်စကားပြောခြင်းမရှိဘူးဆိုပြီးတော့ မိန့်ကြတော်မူပြီးတဲ့နောက်မှာအီကဲတို့ဆက်လက်ပြီးတော့အမိန့်တော်၄မှာထောက်ခံမိန့်ကြတော်မူထားတယ်။အင်ဟူဝါအင်လာဝဟ်ယူယူဟာသူပြောတဲ့စကားတိုင်းဒီတဲ့ဝဟ်ယူဖြစ်တယ်။ဝဟ်ယူဆိုတာကအလ္လာဟူရှင်မြတ်ကဂျီဘရီအလัยဟ်ဆလမ်ကိုကောင်းကင်တမန်ဂျီဘရီလာအလัยဟ်ဆလမ်ကိုဆီလုပြီးတမန်တော်အတီးတီးထံသို့ပို့ချစေတော်မူခဲ့တော့အလ္လာဟူရှင်မြတ်၏အမိန့်တော်ကို အလ္လာဟုရှင်မိတ်အမိန်တော်ကိုဝဟ်ယွန်းလို့ခေါ်တယ်။အင်ဟူဝါအီလာဝဟ်ယွန်းယူဟာသူပြောတဲ့စကားတည်းနဲ့ဝဟ်ယွန်းဖြစ်တဲ့ယူဟာပို့ချခြင်းခံရတော့အမိန်တော်ဖြစ်တယ်။အလ္လာဟ်ရှင်မိတ်ထံတော်ပါနေပြီးတော့သူထံတို့ပို့ချခြင်းခံရတော့အမိန်တော်ဖြစ်တယ်ဆိုပြီးတော့ဤကဲတော့အလ္လာဟ်ရှင်မိတ်ကအတီလင်းအတီပြုမိန်ကြတော်မူထားပါတယ်။ Subhanallah တမန်တော်မြတ်ဆလလာဟူအလัยဟီဝါဆလမ်အမိန်တော်တိုင်းဒီအလ္လာဟ်ရှင်မိတ်အမိန်တော်ဖြစ်ကြောင်းအတီလင်းဤကဲတော့ဆူရာတ်နာဂျီမီ အမင်တော်3နဲ့4မှာအတိကြအလောရှိမေကအထုတပင်4မှာပေါ့နော်မိန်တော်4မှာအတိကြမိန်ကြားထောက်ခံတော်မူထားတယ်ဒီအတွက်ကြောင့်ကျွန်တော်ကဟာဒီတော်ကိုလေ့လာရတယ်ဟာဒီတော်ကိုလေ့လာခြင်းဒီဟာဒီတော်ကိုနားလေတဘောပေါင်းမယ်အမိန်နာခံကျင့်တုံးနိုင်မယ်ဟာဒီတော်တဲ့အမိန်နာခံကျင့်တုံးမယ်ဆိုလို့ရှိရင်တနည်းအားဖြင့်အလ္လာဟူရှင်မေဤအမိန်တော်ကိုလိုက်နာ ကျင့်သုံးခြင်းပဲဖြစ်ပါကြောင်းကျွန်တော်တို့တိတိကျကျရှင်းရှင်းလင်းလင်းနဲ့သိရှိရပါတယ်အလ်ဟမ်ဒူလီလာအဲ့တော့တနည်းအားဖြင့်ကျွန်တော်တို့ဟာဒီသ်တော်ကိုမယုံကြည်ဘူးဆိုလို့ရှင်နောက်ဥစပီလာအလ္လာဟ်ရှင်မင်းအမိန်တော်ကိုမယုံကြည်ခြင်းညှင်းပယ်ခြင်းပဲဖြစ်တယ်ဆိုတာလည်းသိရှိရတယ်နောက်ဥစပီလာဟီမင်ဇာလီခ် အဲ့တော့ကောင်းပါပြီဒီနေ့ကျွန်တော်တို့ရဲ့ဒီဟာဒီတော်ဘူးဥစွာကျွန်တော်တို့၃ချိန်တုံးခါဖတ်ယူဂျမန်ကြာရအောင်ဘစ်စမီလာဟီရ်ရာဟ်မန်ရာဟီမ်အန်အဘီဒါရ်ဒါအီရာဒီယัลလာဟူအန်ဟူကာလာကာလာရာဆူလူလာဟီဆလလာဟူအလัยဟီဝဆလမာ ألا أنبئكم بخير أعمالكم وأزكاها عند مليككم وأرفعها في درجاتكم وخير لكم من إنفاق الذهب والورق وخير لكم من من أن تلقوا عدوكم فتضربوا أعناقهم ويضربوا أعناقكم قالوا بلى قال ذكر الله رواه الترمذي وقال الحاكم إسناده صحيح دوديجين عن أبي الدرداء رضي الله عنه قال قال رسول الله صلى الله عليه وسلم ألا أنبئكم بخير أعمالكم وأزكاها عند مليككم وأرفعها في درجاتكم وخير لكم من إنفاق الذهب والورق وخير لكم من أن تلقوا عدوكم فتضربوا أعناقهم ويضربوا أعناقكم قالوا بلى قال ذكر الله رواه الترمذي estaría allí. عن أبي الدرداء رضي الله عنه قال قال رسول الله صلى الله عليه وسلم ألا أنبئكم بخير أعمالكم وأزكاها عند مليككم وارفعها في درجاتكم وخير لكم من انفاق الذهب والورق وخير لكم من ان تلقوا عدوكم فتضربوا اعناقهم ويضربوا اعناقكم قالوا بلى قال ذكر الله رواه الترمذي الحمد لله جلرو دي حديث وميجي يديبه ودودو أجي عن سورة ما تزين سنبيان كيري عن أبي الدرداء رضي الله عنه أبو أبو الدرداء أبي الدرداء أبا الدرداء أبو الدرداء رضي الله عنه توكا جيد أو كما نمي صلى الله عليه وسلم أصحاب صحابة تاوكا جميع أنما تأو تو يناميك أبو الدردائي تو يكوني يابون أبو الدردائي رضي الله عنه دو سميا كيري قال قال رسول الله صلى الله عليه وسلم تمنمي صلى الله عليه وسلم من جارو مكيري تمنمي كتير جارو تمنمي صلى الله ဆလလာဟူအလัยဟီဝဆလမ်ကဒီဆာဟာဘတာဝကကြီးများကိုမေးတယ်ပေါ့နော်ဒီမှာနမိကအီကေတော့မေးတယ်အလာအူနဘီအူကွမ်ဘီခိုင်ရီအာမာလီကွမ်အတင်တို့ဤလောက်ရဲ့များအနေမှာအမုံမြင့်ဆုံးတော်လောက်ယူလောက်ရဲ့အတင်တို့လောက်ရဲ့များအနေမှာအမုံမြင့်ဆုံးလောက်ရဲ့အမုံမြင့်ဆုံးကောင်းမှုကုတိုးပေါ့နော်တခါအတင်တို့ကိုဖန်ဆင်းမွေးမြူတော်မူသောအလ္လာဟူရှင်မြတ်ထံ၌ အဇကဟာအတန်ရှင်ဆုံးလောက်ရဲ့အတန်ပြန်ဆုံးအတန်ရှင်ဆုံးလောက်ရဲ့ဝအာရဖာဟာဖီဒရဂျာတီကွန်ဂျန်နာဥယင်ပုံနံမှာလဲအတင်တို့ဤအစင်တန်းများကိုအမြင့်မားဆုံးမြင့်တင်ပေးမဲ့ကောင်းမှုကုတို့လောက်ရဲ့ وخير لكم من انفاق الذهب والورق اتنوغا الذهب الذهب سو شوي والورق سو ရွှေငွေလူတန်းချင်းနဲ့ပို့ပြီးတော့မုံမြက်တယ်လို့ရဲ့ဝခိုင်ရူလကုမ်မင်အန်တလ်ကောအဒူဝကုမ်အတင်းတို့ကအတင်းတို့ရဲ့ယန္တူတာသနာယန္တူပေါ့နော်အတင်းတို့ရဲ့အစ္စလမ်တာသနာယန္တူများနဲ့ကျင်းဆိုင်တိုက်ခိုက်ပြီးတော့ဖတ်တပူရီဘူအာနာကောဟူမယဒရီဘူအာနာကောကုမ်၎င်းတို့အတင်းတို့ရဲ့လေကုတ်များကို ရင်ဆိုင်ခုတ်ဖြတ်ကြပြီးအတင်းတို့ကလည်းချင်းချင်းပေါ့နော်တူ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 ကိုတူဓာတ်တို့လန်တို့ ਨੇ ရင်ဆိုင်တိုက်ခိုက်ချင်းထက်ပို့ပြီးတော့မုံမြက်တဲ့လောက်ရဲ့ကိုအတင်းတို့ကိုပြောပြရမှာလားအဲ့တော့ဒီဟာဒီတို့မှာတမန်တော်မြတ်ကဒီကောင်းမှုကုတို့ကိုဤကဲတို့ပေါ်ကျူတယ်နံပါတ်1အမုံမြက်ဆုံးလောက်ရဲ့နံပါတ်2အော်လရှမက်ထန်တော်ဘာမှာအတန်ပြန်ဆုံးအော်လရှမက်နှစ်တော့နှစ်တက်နှစ်တက်တော့အမှုဆုံးပေါ့နော်နံပါတ်3ကဂျန်နာဝင်းဘုံနံမှာအစင်တန်း အမြင့်ဆုံးမြင့်မားစီဟောကလုတ်ကောင်းမှုကုတုနံပါတ်၄ရွှေငွေလူတန်းချင်းနဲ့ပို့ပြီးတော့မှုံမြတ်တဲ့လုပ်ရည်နံပါတ်၅သမန္တမေကဟာခုဖြစ်နော်နံပါတ်၅ကယန်ဒူအလ္လာဟ်ရှမေယန်ဒူများနဲ့ရင်ဆိုင်တိုက်ခိုက်ချင်းထက်ပို့ပြီးတော့လုပ်ရည်ကိုငါတမန်တော်အတင်းတို့ကိုပြောပြရမလားအလ္လာဟ်အကဘာတမန်တော်ဆလ္လာလာဟူအလัยဟီဝဆလမ်ကအဲ့ဒါလိုမေးမြန်းတဲ့အခါမှာ ဆဟာဘာတာဝါကကြီးများကပြန်လည်ပြီးတော့ရှောက်ထားကြတယ်။ကောလူဘလာယာရာဆူလလာဟုတ်ကဲ့ပါယာယာရာဆူလလာအရှင်မြတ်တမန်တော်ကျွန်တော်မျိုးကျွန်တော်မျိုးကျွန်တော်တို့ကိုပြောပြကြပါကျွန်တော်ကျွန်တော်တို့ကိုကျွန်တော်တို့ကိုပြောပြပါပေါ့နော်ကျွန်တော်တို့ကိုပြောပြပါအဲ့ဒီလို့ရဆူဘဟန်နလာဆဟာဘာတာဝါကကြီးများဆိုတဲ့ပုဂ္ဂိုလ်များကအလ္လာဟ်ရှမေရွေးချယ်တော်မူခဲ့တော့တမန်တော်မြတ်အလ္လာဟ်ရှမေရွေးချယ်တော်မူခဲ့တော့ အစဟဘတာဝကတပည့်တော်များဖြစ်ကြတယ်။ကောင်းတူကောင်းမှုကုတို့များကိုစိတ်အားထက်ထန်စွာပြုလုပ်ခြင်းကြတဲ့ပုဂ္ဂိုလ်များဖြစ်ကြတယ်။အမှုမြေဆုံးမျိုးဆက်ပထမဆုံးမျိုးဆက်ဖြစ်ကြတယ်ရောဒီအလ္လာဟူအန်ဟူမာဂျမအင်။သူဆာဘတာဝကကြီးများကဘလာယာရဆူလာဟုတ်ကဲ့ပါယာရဆူလာပြောပြပြောပြပါကျွန်တော်တို့ပြောပြပါအဲ့ဒီလောက်ရက်ကအဲ့ဒီကောင်းမှုကုတို့ကဘာများပါလဲကျွန်တော်တို့လိုက်နာကျင့်တော့လို့ ရအောင်ပေါ့နော်တမန်နမေကထိုခါမှာဖြေကြားတော်မူတယ်ဇီကရူလာဟီတအလာဇီကရူလာဟီတအလာထိုကောင်းမှုကုထိုလောက်ရကတော့အလ္လာဟ်ရှမေအာသရိယာတတချင်းပဲဖြစ်တယ်တဲ့ဇီကရူလာဟီတအလာအဲ့တော့ဒီဟာဒီတော်ကိုအီမမ်အတ္တရီမီဇီကဆင်မြန်ထားတယ်အီမမ်အဟမဒ်ကလည်းဆင်မြန်ထားတယ် အီမမ်အဘူနူအိမ်ကလည်းအလ်ဟီလီယာကျမ်းထဲမှာဆင်းပြန်ထားတယ်။ဒီဟာဒီသ်ကိုဆင်းပြန်တော့ဒီမူအာဇ်ဘင်ဂျာဘာရောဒီအလ္လာဟ်တအာလာနိုကဒီဟာဒီသ်ကိုတော့ကိုဆင်းပြန်ပြီးတဲ့နောက်သူကပါပြောခဲ့တယ်လေဆိုလို့ရှိရင်မာရှဲအွန်အန်ဂျာမင်အာဇာဘီလာဟီမင်ဇီကီရီလာအလ္လာဟ်ရှမေရဲ့ပြစ်ဒဏ်မှကယ်တင်ပေးနိုင်တဲ့အရာဒီအလ္လာဟ်ရှမေအာဒရီယာတာတာချင်းတဲ့ ပို့ပြီးတော့ကေတင်ပေးနိုင်တဲ့အရာမရှိတော့ဘူးအလ္လာဟ်ရှမေအသရိယတတာရှင်တွေလွန်နေမှာပဲမုံမြက်လာတယ်နော်ဒီဟာရီရောယာကျွန်တော်တို့ဗတိရှိရသလဲဆိုလို့ရှင်အလ္လာဟ်ရှမေအသရိယတတာရှင်ကိုကျွန်တော်တို့ကဇီကရူလာဟီလို့ခေါ်ပါတယ်အဲ့တော့အလ္လာဟ်ရှမေအသရိယတတာရှင်ဆိုတာကဘယ်လိုသရိယတတာမလဲတမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝဆလမတင် जा ပြီးတော့မူခဲ့တော့ဇီကီတော်များနော်ကိုယ့်အကူတီထွင်ပြီးတော့အလ္လာဟ်ရှမေအသရိယတတာတာပေါ့နော် အဲ့တော့ကျွန်တော်တို့ဘယ်ဆရာတခင်ရဲ့ဇီကီတော်နာအူဇူဘီလာဘယ်ဆရာတခင်ညာဆရာတခင်အစ္စလာမ်ကျမ်းတော်မှာဘယ်ဆရာတခင်ညာဆရာတခင်မရှိဘူးကျွန်တော်တို့ကကုရ်အန်နဲ့ဟာဒီစ်အဲ့ဒီဆရာတခင်ကကျွန်တော်တို့ကိုဗာတင်ပေးရမလဲ။အော်ကုရ်အန်ထဲမှာကအလ္လာဟ်ရှမေကအီကေရိုမင်ကြတော်မူခတဲ့ဆုမအုမဆုဘဟာနလောဖဆဘီဟ်ဘီဟမ်ဒီရဘ်ဘီကဝစတောဖီရ်အစတောဖီရူလောဟာဒီတော်မှာတမန်တော်မြတ်ကအီကေရိုတင်ပေးတော်မူထားတယ်ဆိုကျွန်တော်တို့ကအဲ့ဒီအတိုင်းဇီကီလောက်ရတယ်နော်အဲ့တော့ ဆရာတခင်ကတီထွင်တဲ့ဇီကရုမဟုတ်ပဲဆရာတခင်ကကျွန်တော်တို့ကိုကုရ်အာန်နဲ့ဟာဒီသ်တော်မှာတင်ပေးတဲ့အရာကိုကျွန်တော်ကလိုက်လောက်အောင်နော်အဲ့ဒါကိုကျွန်တော်တို့ကွဲပြားစွာတတိရှိဖို့နားလည်ဖို့လိုအပ်တယ်အဲ့တော့ဒီဟာဒီသ်တော်ကိုကြည့်ကြရင်ကျွန်တော်တို့ဗာသိရှိရတယ်လေဖောက်သူရူဇီကရီလာအလ္လာဟ်ရှိမေအတရိယာတတချင်းရဲ့ထူမြင်မှုကိုကျွန်တော်တို့သိရတယ်နော်တခါကျွန်တော်တို့အလ္လာဟ်ရှိမေအတရိယာများမြောင်စွာတတိယဘုနော် အအချိန်တိုင်းအချိန်တိုင်းမှာအလ္လာဟ်ရှိမေအတ္တရိယတတဇီကီလူပလူပတ္တရိယတတရဆိုအလ္လာဟ်တမန်တော်မုဟမ္မဒ်ဆလလာဟူအလัยဟီဝါဆလမအတင်ကြပေးတော်မူထားသည့်အတိုင်းဟောအလ္လာဟ်ရှိမေအများများစွာတရိယာဘူတိုက်တူနိုးဆိုထားတဲ့ဟာဒီတော်ဖြစ်တဲ့ထိုကဲ့သို့အလ္လာဟ်ရှိမေတရိယာတတချင်းအလွန်များမှမုံမြတဲ့လောက်ရဲ့မုံမြတဲ့ကောင်းမှုကုသိုလ်ဖြစ်ကြောင်းကျွန်တော်တို့ဒီဟာဒီတော်မှာတည်လင်းသိရှိရတယ်။အလ္လာဟ်ရှိမေအာ တရိယာတတခြင်းဒီမုံမြေဆိုကောင်းမှုကုတုဖြစ်တယ်အလ္လာဟ်ရှ်မေထန်တော်ဘာမအလ္လာဟ်ရှ်မေအနစ်တတော်မူဆုံးလို့ကောင်းမှုကုတုလုပ်ရဖြစ်တယ်ဆိုတာသိရှိရတဲ့ဂျန်နာဥယင်ပုံနှံမှာကျွန်တော်တို့ရဲ့အစဉ်အလံကိုမြင့်တင်မဲ့ကောင်းမှုကုတုလုပ်ရလေဖြစ်တဲ့ရွှေငွေလူတန်းချင်းတဲ့ပို့ပြီးတော့မုံမြေတဲ့အလ္လာဟ်ရှ်မေရန်တို့များနဲ့အင်ဆိုင်တိုက်ခိုက်ချင်းတဲ့ပို့ပြီးတော့မုံမြေတယ်ဆိုတာကျွန်တော်ဒီဟာဒီတော်မှာသိရှိရပါတယ်တို့တော်ဝလာအလမ် ဒီနေရာမှာဟာဒီတို့မှာဖော်ပြထားတဲ့ရန်သူများနဲ့ရင်ဆိုင်တိုက်ခဲ့တယ်ဆိုတာကဒီကျွန်တော်တို့ al jihad စစ်မဲ့တိုက်ခိုက်မှုဆိုတာကအာဝါဂျီမပြုမနေရရှိတဲ့ sunnah mustahab ပြုလို့ပါဝင်မယ်ဆိုရှင်ပိုကောင်းတယ်မပါဝင်လဲကိုကြာရကဏ္ဍမှာကြာရနေရာမှာတာဝန်ယူတဲ့အခြေအနေမျိုးရှိတယ်အဲ့တော့ဒီနေရာမှာဆိုလိုတာကမပြုမနေရ jihad ဝါဂျီကိုဆိုလိုခြင်းမဟုတ်ပဲ mustahab ပေါ့နော်ဝါဂျီဆိုတာဥပမာအဖြစ် တိုက်ခိုက်တော်သူခုခံတော်သူမရှိဘူးကိုပဲရှိတယ်ဆိုရှင်အဲ့လိုအဲ့လိုလိုအချိန်မျိုးဝါကျစ်ဖြစ်တယ်တခါတည်းမှာကိုမပါဝင်လဲပါမှမဖြစ်ဘူးဟုတ်လားကျွန်တော်တို့တခြားပုံကိုယ်တွေရှိတယ်ဆိုလို့ရှင်အဲ့လိုအချိန်မျိုးမုစတာဟပ်ပေါ့နော်အဲ့တော့ဒီဇီကရူလာအလ္လာဟ်ရှ်မေအတ္တိယတာတာချင်းဒီအဲ့လိုလိုစစ်မှတ်တိုက်ခိုက်ခြင်းနဲ့ပို့ပြီးတော့မုံမြတ်ကြောင်းပါရှိတယ်ဒီဟာဒီတော့မှာ ဇီကရူလောလုံးနဲ့မှမုံမြင်တယ်ဂျီဟတ်ဂျီဟတ်တိုက်ခိုက်ခြင်းတွေပို့ပြီးတော့မုံမြင်တယ်အဲ့တော့ဒီဟာဂျီတော်ကိုကြည်ချမ်းပြီးကျွန်တော်တို့ကဂျီဟတ်ကိုလက်လို့ဆွန်းရှုလက်လို့ထားမှာလက်လို့လက်လို့ရှုထားမှာဆိုတဲ့တဘောကိုမမယူရဘူးเนาะကျွန်တော်တို့အဲလိုအပ်တဲ့အခါမှာပေါ့เนาะအဲ့တော့ဂျီဟတ်ဆိုတာကကျွန်တော်တဘောပေါ့မှာဂျီဟတ်ဆိုတာကအလ္လာဟ်ရှိမဲဣလန်တော်မှာအဲရန်သူများနဲ့ရင်ဆိုင်တိုက်ခိုက်ခြင်းအလ္လာဟ်ရှင်မဲဣ ကလီမာတူလာအလ္လာရှ်မေအမိန်တော်အလ္လာရှ်မေအယုံကြည်မှုအလ္လာရှ်မေခါဝူကုကွယ်ပြုဖို့မင်းတင်ဖို့ရအတွက်တိုက်ခိုက်ခြင်းကိုဂျီဟတ်လို့ခေါ်တယ်အဲ့တော့ဂျီဟတ်ဆိုတာကလူတိုင်းလုပ်လို့မရဘူးเนาะကျွန်တော်ကမာအလ်အီမမ်အီမမ်ဆိုတာခေါင်းဆောင်ရှေ့ဆောင်နိုင်ငံနိုင်ငံတစ်ခုရဲ့ခေါင်းဆောင်ကဂျီဟတ်လို့ကြီးညာမှာကျွန်တော်ကလိုက်ပြီးတော့ဟာလာအမိန်နာခံရတာเนาะကိုယ့်အကူအဖွဲ့စုပြီးတော့ဂျီဟတ်လာအစ္စလာမ်ပြတော်နဲ့ ်တမန်တော်မြတ်ဆလလဟူအလัยဟီဝဆလမ်ဤလမ်းစဉ် ਨੇ ဆန့်ကျင်နေတာကိုကျွန်တော်တို့တတိရှိဖို့နားလည်ဖို့လိုအပ်တယ်အဲ့တော့ဒီဟာဒီရောမှာဇီကရူလာအလ္လာဟူရှမီအတရိယတာတာချင်းဒီမုံမြေဆုံးကောင်းမှုကုသိုလ်ဖြစ်တယ်အလ္လာဟ်ရှမီထာနောဘမှာအလ္လာဟ်ရှမီအနစ်တဲ့တော်မူဆုံးကောင်းမှုကုသိုလ်လုပ်ရလေဖြစ်တယ် ဇန်နာဥယင်ပေါ်နှမ်းမှာစင်နာများကိုမြင့်တင်ပေးမဲ့လုပ်ရလေဖြစ်တယ်ကောင်းမှုကုတို့ဖြစ်တယ်ရွှေငွေလူနှမ်းခြင်းနဲ့ပို့ပြီးတော့မုံမြတ်တဲ့ဂျီဟတ်ရန်သူများနဲ့စစ်မဲ့တိုက်ခိုက်ခြင်းနဲ့ပို့ပြီးတော့မုံမြတ်တယ်ဆိုတာကျွန်တော်တို့သိရှိရတယ်ဒီအတွက်ကြောင့်ကျွန်တော်တို့ကအချိန်တိုင်းအချိန်နေတိုင်းအချိန်တိုင်းမှာအလ္လာဟ်ရှမေအသရိယတာတာမှုပြုတင်နေဘုနောဆူဘာနလ္လာဆူဘာနလ္လာအလ်ဟမ်ဒူလ illah سبحان الله الحمد لله الله اكبر لا اله الا الله تمام النبي صلى الله عليه وسلم تنجابي كو مكرو ذكر الله ဒီအလ္လာဟ်ရှိမအသရိယတာတာရောဝါကြများဖြင့်အလ္လာဟ်ရှိမအသရိယတာတာချင်းအဲဒီအလုံးထဲမှာမူရတဲ့လောက်ရဖြစ်ကြောင်းကျွန်တော်တို့ဒီဇီကရုလ္လာဟ်ကိုအမြဲတစေအချိန်တိုင်းအချိန်တိုင်းမှာကျွန်တော်တို့ပြုလုပ်ရရမိဖြစ်ကြောင်းပြုလုပ်တင်ကြောင်းတိုက်တွန်းလို့ဆိုထားတဲ့ဟာဒီသော်လို့ကျွန်တော်သိရှိရတယ်ကျွန်တော်လက်လို့ ရှုံးလက်လွတ်ဆုံးရှုံးမှုမပြုတ်တင်ကြအောင်ကျွန်တော်တို့เนาะဇီကရုလောအလ္လာဟ်ရှမရသရိယာတတချင်းအလ္လာဟ်ရှမရသရိယာတတချင်းရဲ့ဒီကုတူဒီလိုများမှကြီးမားကြောင်းလည်းဒီဟာဒီတော်အရာကျွန်တော်တို့သိရှိရတယ်။ဘာကြောင့်လဲဆိုလို့ရင်ဇီကရုလောအလွယ်ဆုံးပဲဆူဘဟန်အလ္လာဟ်ဇီကရုလောအလ္လာဟ်ရှမရသရိယာတတချင်းဒီကောင်းမှုကုတူပြုခြင်းအလွန်များမှလွယ်ကူတယ်เนาะကျွန်တော်နေရာတိုင်းအိတ်လေးလဲလျောင်းနေလဲအလ္လာဟ်ရှမရသရိယာတတဆူဘဟန်အလ္လာဟ်ထိုင်နေလဲအလ်ဟမ်ဒူလာအစတောဂ်ဖီရူလာအစတောဂ်ဖီရူလာ ကားမောင်းရင်းနဲ့နော်ကျွန်တော်တို့လမ်းလျှောက်ရင်းနဲ့ subhanallah ဝူသူလည်းမလိုဘူး subhanallah အလွယ်ဆုံးကောင်းမှုကုသိုလ်ပဲနော်ဇီကူလာဟီတာလာ အလ္လာဟ်ရှမီယာတရီယာတာတာရှင်ဒီအတင်တို့ဤကောင်းမှုကုသိုလ်များအနေမှာအမုံမြဲဆုံးအကောင်းမှုကုသိုလ်လုပ်ရဖြစ်ပဲဖြစ်ပါကြောင်းတမန်တော်မြတ်ဆလ္လာလာဟူအလัยဟီဝါဆလမ်ကကျွန်တော်ကိုဤကဲ့သို့မိန့်ကြားမာတန်းတော်မူခဲ့ပါတယ်ဝါလာဟူဆူဘာနာဟူဝါတအာလာအာလမ် وصلى اللهم على رسولنا محمد وعلى آله وصحبه أجمعين والحمد لله رب العالمين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك السلام عليكم ورحمة الله وبركاته